ထိုင်းတနိုင်ငံလုံးအပိမှုကိုရရှိသွားတဲ့အပြင်ပညာသင်ဆုတွေပါချင်းမြင့်ခံလာရတဲ့ထိုင်းနိုင်ငံကမွန်ချန်ဝရရဘောလုံးအသင်း မြန်မာနိုင်ငံကကျောင်းများစုမှာကာယအခြေအနေအကျဉ်းမျက်နှုတ်နေတဲ့အချိန်ထိုင်းနိုင်ငံကတော့ကျောင်းဘောလုံးအသင်းလေးကိုတော့အင်တိုင်းအားတိုင်းနဲ့ချိန်မြောင်နေပါပြီ။ဒီရက်ပိုင်းကျွန်မနဲ့မျက်ကြည့်သွားခဲ့တဲ့ထိုင်းနိုင်ငံကဘောလုံးအသင်းလေးကထိုင်းနိုင်ငံတစ်ခုလုံးရဲ့မြင့်တာကိုရရှိသွားခဲ့ပါတယ်။ကျောင်းသားဘောလုံးပြိုင်ပွဲကိုအကြီးကျယ်ကျင်းပပေးတဲ့ထိုင်းနိုင်ငံမှာစူပလားကိုရဖို့အတွက်ဘောလုံးအသင်းပေါင်းရာချီကလာရောက်ရှင်ပြိုင်ကြပါရဲ့ရှင်။အဲ့ဒီအချိန်မှာတော့တောရွာလေးကမွန်ထောင်ဝရရဘောလုံးအသင်းကလည်းဘိုးလူပွဲအထိတက်ရောက်လာနိုင်ခဲ့ပါတယ်။ဒီပွဲမှာကျောင်းသားလေးတွေပတ်ဝန်းနဲ့မွန်ထောင်ဝရရဘောလုံးအသင်းကဖလားစုကြီးကိုမြင့်ရသွားခဲ့ ရှာပါဘူးဗရမစီကိုမရပေမဲ့ထိုင်းနိုင်ငံလုံးကချစ်ခင်မှုတွေကိုရရှိသွားခဲ့ပါတယ်သူတို့ရဲ့ရွာကြောင်းလေးကနွမ်းပပီမဲ့ကလေးတွေကိုတော့အကစားမှအားပေးပါတယ်တခြားသောကြောင်းတွေလိုဘောလုံးပြိုင်ပွဲကိုလာပြိုင်မှုအတွေ့မွန်ချောင်းဝတရာအသင်းမှာတော့ဘက်စကာလည်းမရှိပါဘူးရှင် ဒါကြောင့်အိုဟောင်းနေတဲ့ကားဟောင်းလေးကိုစီပြီးတော့လာရောက်ရှင်ပြန်ကြတာပါသူတို့စီးလာတဲ့ကားလေးကိုမြင်သွားပြီးတဲ့နောက်မှာတော့တနကယူနာတက်သွားခဲ့ကြပြီးထိုင်းနဲ့မဲကြီးမင်းသမီးတယောက်ကဆက်တင်ပြီးတော့လှူဒန်းပေးခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ online ဆယ်လီတွေကလည်းဒီဘောလုံးအသင်းလေးအတွက်လိုအပ်တဲ့အရာတွေသုံးနိုင်အောင်ဘတ်သိန်းနဲ့ချီပြီးတော့လှူဒန်းပေးကြပါတယ် သူတို့အတင်းမှာအနိပြဆရာကလည်းတရားတင်ကြားပေးတဲ့အပြင်ဘောလုံးသမားတွေကလည်းကြိုးစားကြပါတယ်။ကျောင်းနံပါတ်6နဲ့8ရဲ့ချောမောလာပတ်တဲ့ရုပ်ရည်လေးတွေကမိန်းကလေးတွေကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ဒါကြောင့်ဒီဘောလုံးပွဲကဆက်ကြောတဲ့မိန်းကလေးတွေကြားထဲမှာပါနာမည်ကြီးလာခဲ့ပါတယ်။ဒီပွဲမှာချန်ပီယံဖလားကြီးကိုမရတဲ့အတွက်အားလုံးကတော့စိတ်မကောင်းဖြစ်ကြပေမဲ့သူတို့ရဲ့ရွာကြောင်းလေးကတိုးတက်သွားတော့မှာပါ။ဝန်ချောင်ဝတရားဘောလုံးအတင်းအတွက်ကျောင်းမှာဘောလုံးလေးကျစ်လို့ရအောင်ဘောလုံးကွင်းအစ်စ်ကိုလည်းဆောက်လုပ်ပေးသွားမှာဖြစ်ပါတယ်။ကျောင်းသားတွေအတွက်လည်းဘက်စကားကြီးတစ်စီးလှူဒါန်းပေးလိုက်တဲ့အပြင်ဖောင်ဒေးရှင်းတစ်ခုကလည်းဘောလုံးသမားတွေအတွက်ပညာ တင်စုပေးဖို့ဘတ်တသိန်းခွဲကိုစီစဉ်ပေးထားပါတယ်။ပညာရေးဝန်ကြီးကသူတို့ရဲ့ကျောင်းလေးကိုပြုပြင်ပေးမှာဖြစ်ပြီးဒီကျောင်းလေးကိုအရင်နဲ့မတူအောင်ပြုပြင်ပေးသွားတော့မှာပါ။ဒီဘောလုံးအတင်းထဲကဘောလုံးသမားနှစ်ယောက်ကိုလည်းထိုင်းနာမည်ကြီးဘောလုံးကလပ်တစ်ခုကကမ်းလှမ်းထားတယ်လို့ဆိုပါတယ်။မွန်ချောင်ဝတရားဘောလုံးအတင်းလေးကတခြားအတင်းလေးလိုကအကောင်စားကြီးမစည်းနိုင်ပေမဲ့သူတို့ရဲ့ကြိုးစားမှုကတော့မလျော့ခဲ့ပါဘူး။ဘောလုံးကံမော့အတွက်အသွားပြန်လုပ်တဲ့အခါအိုဟောင်းနေတဲ့ကားလေးကိုပဲစီနိုင်ပေမဲ့အစွန်းအစကတော့မလျော့နေခဲ့ပါဘူးနော်။ တို့ရဲ့ကားလေးကဟောင်းနေပေမဲ့ကားပေါ်မှာပါလာတဲ့ကလေးတွေကအနာကလေးတွေဖြစ်လို့လုံခြုံရေးအပြည့်နဲ့ဆောက်ရှောက်ပေးခဲ့ကြပါတယ်။ဒီကားလေးနဲ့လာရောက်ရှင်မြိုင်တဲ့ဘောလုံးသမားလေးတွေကိုတနာသွားတာကြောင့်ထိုင်းတဲ့နိုင်ငံလုံးကသူတို့အသင်းကိုအားပေးကြတာပါ။ဘောလုံးကွက်မှာလူ1000မှဆံပေမဲ့ဘိုလ်လူပွဲနေမှာတော့မွန်ချံဝရရဘောလုံးအသင်းကိုအားပေးဖို့အတွက်ပရိသတ်3000ခွဲကျော်တောင်အရောက်လာခဲ့ကြပါတယ်။ဒါလောက်များပြားတဲ့ပမာဏနဲ့အားပေးမယ်လို့မထင်ကြပဲဘောလုံးအသင်းလေးကလည်းအစွမ်းကုန်ကြိုးစားကန်ခဲ့ပါတယ်။သူတို့အသင်းကချန်ပီယံဖလာရသွားတဲ့အသင်းထက်တောင်အားပေးမှုတွေကိုပိုရသွားပြီးတော့နောက်ထပ်ကလေးတွေပါအားထုတ်နိုင် င်ခဲ့တာပါကြိုးစားမှုတွေရှိနေတာကဘယ်တော့မှအလားအသက်မဖြစ်သွားဘဲမိမိကိုယ်တိုင်အတွက်ရောအကြောင်းအတွက်ပါပြောင်းလဲတွတ်တက်မှုကိုလုပ်ပေးနိုင်ခဲ့ပါပြီထိုင်းနိုင်ငံကအကြောင်းသားဘောလုံးပြိုင်ပွဲလို့ပြောပေမဲ့အစစ်မြစ်မြစ်ကျင်းပပေးပြီးတော့လူငယ်တွေကိုအားကစားမှလည်းအပိနေတာကဝမ်းသာစရာဖြစ်ပါတယ်ကဟောင်းလေးကိုစီးပြီးတော့ဘောလုံးပွဲကိုတွားရောက်ရှင်မြန်ရာကနေထိုင်းတဲ့နိုင်ငံလုံးရဲ့အားပေးချစ်ခင်မှုကိုရရှိသွားတဲ့မွန်ထန်ဝဒရာဘောလုံးအသင်းကိုပြိသက်ကြီးတို့ရောသဘောကျရဲ့လားဆိုတော့ကမမပြောပြပေးခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်